မင်္ဂလာပါရှင်။ Honest Information HI အမျိုးသမီးသတင်းဌာနရဲ့အပတ်စဉ် Pocket အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီတပတ်ရဲ့အတန် Pocket အစီအစဉ်မှာတော့ပြည်ကကာလာတွင် တောင်သားမျိုးနဲ့ပြည်သူကာကွယ်ရေးတပ်ကောင်းဆောင်တို့ကကျူးလွန်တဲ့မတည်မှုကိုတော်လန်ရေးကာလာဖြစ်နေလို့တပ်မှုကောင်းဆောင်တို့ဖြစ်လို့ဆိုပြီးအပြစ်ပေးအေးအေးယူဆောင်ရွက်တာတွေကိုမလုပ်ဘဲ ြစ်တံဆိုင်ငံ့ထားလိုက်တာနဲ့ပတ်သက်လို့အမျိုးသမီးရေးတက်ကြွလှူရှားသူတချို့ရဲ့သဘောထားအမြင်တွေကိုနားဆင်ရမှာပဲဖြစ်ပါတယ်။ဒီမတစ်ချက်ကကြတော့ဒီကြားကာလထဲမှာကျွန်တော်တို့အမျိုးသမီးရေလုံခြုံရေးကိုဘယ်သူတွေကတာဝန်ယူတာဝန်ခံပေးမှာလဲ။ဒီလိုမျိုးချက်ချင်းအရေးမယူဘဲနဲ့လွတ်ထားမယ်ဆိုရင်ကျွန်တော်တို့ရဲ့လုံခြုံရေးကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာစိတ်မလုံခြုံဘဲနဲ့နေနေရမှာလားပေါ့။နောက်တစ်ချက်ကတော့ဒီလိုမျိုးလွတ်ထားပေးခြင်းအပြင်ကျူးလွန်တဲ့သူတွေဒီထပ်မံမကျူးလွန်ပါဘူးလို့မပြောနိုင်ဘူး ဒီလိုမျိုးချက်ချင်းအရင်မယူဘဲနဲ့တော်လည်ရေးပြီးမှအပြစ်ပေးပါဆိုလို့ရှိရင်ဒီကြားထဲမှာကျူးလွန်သူတွေဒီဒီလိုမတည်မှုတွေလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုထပ်ခါတလဲလဲထပ်မံပြုတ်လုလာနိုင်ချေရှိတယ်။ဒီအတွက်ကြောင့်မို့နစ်နာတဲ့သူတွေလည်းပို့ပြီးတော့မှညပြလာနိုင်တယ်။ဒီလိုလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပို့ပူပြီးများလာရင်ကျွန်တော်တို့အမျိုးသမီးတွေကတော်လည်ရေးထဲမှာပေါဝင်လာရတာဖြစ်ဖြစ်ကိုယ့်ဒေသမှာကိုနေရတာတောင်မှမလုံခြုံဘဲနဲ့ဖြစ်လာရင်တော်လည်ရေးကိုအများကြီးအာရုံစေနိုင်တယ်။ဘာကြောင့်လဲဆိုတော့ ဒီအမျိုးသမီးတွေဒီလက်ရှိအခြေအနေမှာခန်းကနာတီတီနေရဒေတာအတီတီမှာအလုံးလုံးနေကြတယ်တာဝန်ထမ်းဆောင်နေကြတဲ့သူတွေဖြစ်တယ်ဆိုတော့သူတို့စိတ်မလုံခြုံဖြစ်သွားရင်သူတို့ကိုလုံခြုံမှုမပေးနိုင်ဘဲနဲ့သူတို့ရဲ့ပါဝင်မှုတွေသူတို့ရဲ့လှုပ်ဆောင်မှုတွေတာဝန်ယူမှုတွေညှို့နေသွားတယ်နောက်ကိုဆုတ်သွားတယ်ဆိုဒါတော်လိုင်းကြီးအတွက်လဲအင်အားယုတ်တာပဲကျမတို့တောင်းတာပတ်တဖပေါ့နော် ဒီဟာနဲ့ဒီအမျိုးသမီးစုမြင်ရဲမယ်ပေါ့နော်ကိုအလိမ်အကျံဖတ်တယ်လိမ်ပိုင်းဆိုင်ရာအနိုင်ကျင့်ကျံဖတ်တဲ့ကိစ္စကိုကျွန်မဖတ်လိုက်ရပါတယ်သူတစ်ပြင်းတော့ဒီတော်လှန်ရေးကာလမှာပေါ့နော်ကျွန်မတို့ရဲဘက်ရဲဘော်ရဲဘက်တွေအချင်းချင်းကြားထဲမှာကိုဒီလိုလိမ်အကျံဖတ်မှုတွေလိမ်အနိုင်ကျင့်မှုတွေလိမ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေကိုကျမတို့ခက်စစ်စစ်ကြားလာရတယ်ဆိုတာကကျမတို့စိတ်မကောင်းဖြစ်စရာလည်းတအားကောင်းတယ်ပြီးတော့ကျမတို့ရုပ်လည်းရုပ်ဆိုပါတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျမတို့ကြားနေရတာဒီမတိန်မှုလိန်ချမ်းဖတ်မှုဒါတွေကို တော်လည်းရေးပြီးမှအေးအေးယူဖို့တွေတော်လည်းရေးအတွင်းမှာဒီကိစ္စတွေဖြေရှင်းတဲ့အေးအေးယူရဲဆိုရင်တော်လည်းကိုနှောက်နှေးစေမယ်ဆိုတဲ့စကားကြီးပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်မကတော့အမေပြောနေကြစကားတစ်ခုရှိတယ်ရှင်အဲ့ဒါပါလဲဆိုတော့ gender equality တွေပြီးတော့လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေအကြံဖတ်မှုတွေပြီးတော့ယဉ်ကျေးမှုတော်လည်းရေးတွေဆိုတာကျွန်မတို့တော်လည်းရေးပြီးမှလုပ်လို့မရပါဘူးရှင်အဓိကတော့စစ်အာဏာရှင်စနစ်တော်လည်းနေတဲ့တော်လည်းရင်းနဲ့အတူတူကျွန်မတို့အတူတူတော်လည်းသွားရမယ့်အလုပ်တွေဖြစ်တယ်ပေါ့နော် ောတာရှင်များရှင်ဒီကနေ့အစီအစဉ်ကတော့ဒီမာရင်ပြီးဆုံးပါပြီနောက်တစ်ပတ်တွင်မှလည်းဘလူးအစီအစဉ်သစ်တွေထုတ်လွှင့်ပေးသွားမယ်ဆိုတာကိုစောင့်မျှော်ကြည့်ရှုနားဆင်ပေးကြပါအောင်ရှင်တောတာရှင်များအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေရှင်